ရိသမားအလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Ghost Story Channel ကနေပြန်လည်ပြီးတော့ကြိုးဆိုပါရစေဒီတစ်ပတ်တစ်ဆက်ပြီးသွားမှာကတော့အယူတူတော်နှစ်မြင်အပ်မမြင်အပ်ထိုးနှစ်ရက်ဇာတ်လမ်းပဲဖြစ်ပါတယ်ခင်ဗျဆိုတော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့စီတင်လင်းကိုစလိုက်ကြပါစို့ခင်ဗျမနက်လင်းနာနဲ့ပြားတောင်ရွာရဲ့ဘုံကျောင်းစီမှာကျောင်းသေးဆောင်တဲ့အလုံးသမားတွေအတန်ပလန်တွေကစီညာနေပါတယ်ဒီပြားတောင်ကျောင်းကိုကျောင်းထိုင်သူကတော့ဆရာတော်ဦးကောဝိဒါဖြစ်ပါတယ်ကျောင်းဆရာရခင်ကျောင်းဆောင်အဟောင်းကအုံမင်းလုံးလာပြီပြန်လည်ပြင်မိုးမှန်ခဲ့တာလေကျင်းကျင်းအခုတော့ပြပြုံနဲ့လုံလောက်တဲ့အခြေအနေမဟုတ်တော့ ဖြိုချပြီးတော့အသေးပြန်လေတိဆောက်ဖို့ကြပြန်တော့လေအရှိကနောင်တော်တို့ရဲ့အမွေနှစ်ချောင်းကြီးကဖြိုချပြုတ်တဲ့နှမျောစရာအတိဒါကြောင့်လဲရှင်ကောဗီဒါနဲလှဲ့လူခံတယ်ကိုရန်ရရှိတဲ့ဝိထုငွေများကိုလည်းချစ်ကုပ်စုဆောင်းထားတယ်သုံးနှစ်ပြည့်မှာကျောင်းဆောင်အသေးဆောင်နိုင်မယ်လို့ကြီးမန်းချက်ထားရှင်ကောဗီဒါအာသုံခွန်ဆိုင်ဂျိုးဝမ်းမှုကြောင့်တစ်နှစ်ပြည့်ချိန်မှာလိုအပ်တဲ့ငွေပမာဏရဲ့တဝက်ကိုရဒီချိန်နဲ့တပြိုင်နက်ထဲမှာမျိုးစီကလည်းလူရှင်တူးကိုရရှိလာပြန်တယ်အလူရှင်ကလိုအပ်နေတဲ့ငွေတဝက်ကိုဖြည့်ဆွတ်ပြီး ဒီကနေပဲညီမန်းထားတဲ့ချိန်၃နှစ်မပြည့်ခင်တနေ့ကျော်လေးမှာပဲចောင်းဆောင်သိဆောက်လုပ်ဖို့ကဖြစ်လာခဲ့ပါတယ်။အရှင်ကော်ဗီတာကလက်သမားဆရာအတွက်ကိုလည်းပူပန်မှုမလိုခဲ့ဘူး။အလူရှင်အသူတီတဲ့ကဥငွေကျော်ဆွဲလက်သမားကောင်းကိုငားရမ်းပေးခဲ့။အခုဆိုရင်ဥငွေကျော်အသူဖွဲ့သားခွန်ယောက်တဲ့လူမျိုးကနေပြတောင်းတွေရောက်လာခဲ့ပြီးចောင်းစီမှာပဲနေထိုင်ကចောင်းဆောင်သိကိုနေကောင်းရဲ့သားရွေးလို့ဆောက်လုပ်ခဲ့တာဒီနေ့နဲ့ဆိုရင်၅ရက်တင်းတင်းပြည့်ခဲ့ဖြစ်ပါတယ်။လိုအပ်တဲ့သစ်ရှာဖွေမှုတော့ရွာကန်ဖြစ်ပြီးတော့ဖုန်းကြီးရဲ့တူလေးဖြစ်တဲ့မောင်ရင့်ကိုအရှာခိုင်းထားလိုက် ခုနကမှတော့မောင်ရင်တယောက်ဇပိန်နဲ့ရောက်လာခဲ့ပြီးတော့တိတ်ကိစ္စကိုပြောလာဒီချိန်ဦးငွေကျော်တို့အဖွဲ့ကအလုံးလောက်ရာထိုင်းဖြစ်တဲ့တိုင်းတွေကိုထူရင်းပိုင်ရှိနေကြဦးလေးအရှိရောမှတော့သိရှိတယ်ပြောတယ်ဗျကျတို့လိုချင်တော့ရမယ်တဲ့အေးဟုတ်လားဘာသိတွေကျုံပေးကြလို့ဗတော့အဆုံရမယ်တဲ့လိုလာတော့ရက်မတွေတိုင်းနေအတွက်အကာရဲ့အခင်းရဲ့ဆိုတော့တို့စီကဘာရနိုင်မလဲအမျိုးအစားအဆုံရှိတယ်ဦးလေးဦးလေးလိုချင်တာပြောလိုတော့ရမယ်တဲ့အေးဟုတ်လားဒါဆိုတော့ဟန်ကြတာပဲပေါ့ကျုံနဲ့ပြင်းကြလို့မျှတာပြီးယူမယ်ကွာ လိုအပ်တဲ့အနေထားကိုငါဆင်းရေးပေးလိုက်ဒီနေ့တော့ရနိုင်မယ်မို့လားចောင်းဆောင်တော့ကဒီမနေ့တင်တိုင်ထူတာကပြီးနိုင်တာမလို့ဇန်နဝါရီဆက်လုပ်ဖို့ဥငွေကြွားလောဆော်လိုက်မောင်ရင်ကခေါင်းကိုညှိနှိုင်းလိုက်ရနိုင်တယ်ဦးလေအေးဒါဆိုလဲလာဖို့ခိုင်းလိုက်ကွာဟာအဲ့လိုတော့တို့လာမမဟုတ်ဘူးဗျာတို့မှတဲဘူးလဲမရှိဘူးလေဒီကနေကျုပ်တို့သွားတယ်မှရမှာပြီးတော့ကျုံးနေနဲ့ပြောရင်ကျုပ်ကိုဆင်းရေးပေးတာတဲ့ဦးလေးကိုလည်းလိုက်ပြီးတော့ရွေးစီခြင်းနေဗျာဟေးငါမလိုက်ရမှာလားအင်းမော်ဗျာဦးလေးလိုက်မှဖြစ်မှာလေကျုပ်ဘာသာဆိုလက်ဟာမလားလို့အေးလေငါလိုက်ကြည့်တာပေါ့ဒါဆိုလဲဒါနဲ့သွားမှာဝေးလား မွေးဦးလေးရဲ့စပိန်နဲ့နိုင်ဝဲလောက်ပဲနေရမှာအော်အေးဒါပြင်ငါဆရာတော်သွားလျှောက်ပြီးတော့သွားကြတော့ဗောဟုတ်ကဲ့လေဦးငွေကျော်ဆရာတော်စီကိုသွားလျှောက်ပြီးတော့မောင်ရည်နဲ့သူတိစက်ရှိရာစီကိုသွားဖို့ဝယ်စားလဲလိုက်တော့ဆရာကျော်ခေါ်တဲ့နောက်ဦးငွေကျော်ကြည့်ပြီးတော့တိုင်ထူနေတဲ့အထက်ကငတော့အေးငတော့ဘာဖြစ်လို့လဲတောင်မဲဆုံးနိုင်တည့်ပင်မလို့လို့ဟိုးပင်လေးလားဟုတ်တယ်ဆရာကျော်တောင်မဲဆုံးနာတည့်ပင်လေးကပေါင်လုံးတတလောက်ပဲရှိစောင်းမဲ့နေရာနဲ့မလုံးမကျွတ်ကြီးမှုတ်ပေမဲ့တိမ်မလန်းတဲ့နေရာမှာပေါက်နေတယ် ခုံမယ်ဆိုတော့ဆရာတို့ကဒီပင်လေးကမျိုးကောင်းတဲ့တက်ပင်လေးလို့ပြောပြထားဘူးလေ။ဒါကြောင့်လဲတိုင်ကျွန်းနေဒူးတော့ကခုံလဲမယ်အစည်းအဝေးစားချိုင်နာအောင်တော့ပဲလုပ်ခဲ့ကြလေ။အင်းအဲ့ပင်ကငါထင်တော့ထင်မိသားကွာမျိုးကောင်းတယ်ဆိုလဲမခုတ်ရဘူးဖြစ်နေ။ချိုင်အောင်နဲ့လွတ်လွတ်လွညာလှုပ်ထားမိတာ။မလို့ဘူးဆရာတို့ကြီးလဲကိုလဲမှရမှာ။အေးကွာလဲမယ်ဆိုတော့လဲရတော့မှာပေါ့။ဆရာတို့တော့အကျိုးချောင်းစီလုံးကသွားရှောက်လိုက်မယ်။ဆရာတို့တိမ်မက်ချိုင်မှရှိတယ်မင်းသွားရှောက်လိုက်အောင်။ဟမ်ဆရာတို့သွားမရှောက်ဘူးလား။အေးငါအခုပဲဆရာတော်ဆရာတက်သွားကြည့်မယ်ဆိုရှောက်ပြီးပြန်လာတာအခုပဲသွားတော့မလို့လားဟုတ်လား အဲ့ဒါဖြစ်ရင်ကြုံဝဲသွားလိုက်တော့မယ်ဗျာအေးအေးသေချာရှောက်ခဲ့ုံနော်ဟုတ်ကဲ့ဆရာကျော်ငါတို့ကပြောပြီးတော့တင်ရှိရဘက်ကိုလမ်းထွက်သွားလိုက်ဦးငွေကျွားတော့ငါတို့ထွက်သွားတော့ချက်ကြည့်ပြီးအဝိကိုအပြီးသက်လဲလှယ်လိုက်နောက်တော့သေးကြီးဘွားအတွက်မောင်ရင်ရဲ့စက်ဖိနဲ့တစ်ဖက်ပါကိုထွက်သွားပါလိမ့်တော့ရေငါတို့တရပင်ကိစ္စကိုဆရာတော်စီရှောက်ဖို့သူဆရာဆရာတိုင်းတင်ဘက်ကိုလာခဲ့လိုက်ငါတို့တင်စီကိုရောက်တော့ဆရာတော်ကိုမတွေ့အောင်ကျောင်းစီမှာဦးစင်းရဲ့လို့တပားတည်းရှိတဲ့ဦးစင်းတန်ဝရနဲ့ကိုရင်လေးမျက်နှုတ်တန်းရှင်းလုံးညာပဲတွေ့လိုက်တယ် ။တကားဤဘာလို့လို့တော့ငါတော့တွေ့တော့ရှင်တံမရကစီးကြူကြီးမေးလာ။ဦးဆရာတော်စီလာတာပါဦးစင်။ဟောဆရာတော်ကအခုပဲမြောက်ရွာအကြောင်းဆရာတော်နေဖြားတာလာပင်းလို့အရေးကြီးကြွသွားတယ်။ဟောဟုတ်လား။ငါတော့ခေါင်းကိုကုတ်ပြီးဖြေးလိုက်တယ်။ဒါကိုကြည့်ပြီးဦးစင်တံမရကဘာဖြစ်လို့တုံးတကားကြီးရဲ့။ဘာများလိုအပ်လို့တော့ဆရာတော်ကလည်းမရှိဘူး။တကားကြီးငွေကြွားလည်းသိကြည့်လိုက်သွားတယ်ပြောတယ်။ဒီတော့လိုအပ်တာရှိရင်ဦးစင်ကိုပြောကြည့်လေ။ဦးတင်မဦးစင်။ဟိုတပည့်တော်တို့ကြောင်းနိုင်ထူနေတာ။အဲ့ဒါဒီတောင်ပစွန်းတည့်ရပင်ကမလွတ်လို့ တိုင်ထူတာလဲအဲ့တနေရာပြင်ပြီးပြီလေဟုတ်လားဩတောင်ဘက်ဆုံးอ่ะဆိုတော့ဟိုမိုးလုံးမိုင်းပင်လေးထင်တယ်အရင်အဲ့ဒီပင်ကိုလဲမလို့မလဲဘဲနဲ့ခြိုင်ထားလိုက်သေးရမဟုတ်လားတင်းမှာခြိုင်ကြထားသေးတယ်ဗျာဒါပေမဲ့အခုတိုင်ထူတော့ဘလို့မှမလွတ်ဘူးစင်ခုတ်လဲမအောင်ရတော့မအားတောင်ဆရာတို့တပီတော့လာလျှောက်တာอืมနှမျောတော့နှမျောစရာပဲအဲ့ဒီမိုးလုံးမိုင်းတဲ့မျိုးကရှားတော့တကယ်ရှားတယ်တခါကြီးဒါပေမဲ့မလို့ဆိုတော့လဲဘယ်တက်နိုင်မှာတော့လဲရမစောလဲလိုက်တော့ဆရာတို့ပြန်ဥစဉ်အကျိုးချောင်းရှောက်တင်လိုက်မယ်လीနော်တင်းမှာဗျာဒါဆိုတပီတော့လဲလိုက်တော့မယ်ဗျာ ငါတို့တိမ်ဘက်ကနေကြောင်းဆောင်နေရာစီကိုပြန်ထွက်လာလိုက်နေရာစီကိုပြန်ရောက်တော့အားလုံးစုစည်းပြီးတရက်ပင်လွှနဲ့တိုက်ပြီးလဲကြပါတော့တယ်တရက်ပင်လဲပြီး၃ရက်ကြာငါတို့တယောက်ဘင်မော်တက်ကဒိုင်းတွေရိုင်းကရုတ်တရက်ကြီးခြေလို့လက်လို့ပြုတ်ကြလိအောက်ကိုအကြမသားတာမလို့လူကလူလိမ့်អော်ဟစ်နေရဦးငွေကျော်လဲချက်ချင်းမဲငါတို့ကိုစေးုံစီပို့ကြတာပေါ့စေးုံအောင်မြန်ပြီးငါတို့ကန်ကောင်းပါတယ်ခေါင်းကိုခိုင်းပြီးတော့ညှိုးလဲကြိုးခဲ့မယ်အသက်အနည်းရှိလောင်တော့မဖြစ်ခဲ့ပါဘူးငါတို့လှုပ်ရှားရှိရလှုပ်ပေးခဲ့ပြီးတော့စေးုံတင်ထားခဲ့ရဦးငွေကျော်တို့ကပြားတောင်ရွာကိုပြန်ခဲ့လိုက် ရွာကိုရောက်တော့မိုးချုပ်လေအလုပ်ထဲမှာမတော်ဆမှုဖြစ်ထားမှလို့ကျန်သူတွေလှုပ်ထားတဲ့အလုပ်ကဒီကနေ့အတွက်တွင်ကျဲမှာမဟုတ်ဘူးဆိုတာဥငွေကျော်သိဒါကြောင့်အလုပ်ထဲတော်သွားမစစ်တော့ပြန်ဟောတာနဲ့ဆရာတော်စီအကျိုးချောင်းရှောက်တယ်အေးရစီမှာပဲဝင်အိတ်လိုက်စေရောလူပါပင်မန်းသွားမှလို့ဘယ်ကဘလို့အိတ်ပြော်သွားတယ်မသိပါဘူးအိမ်မထဲမှာသူယူတယောက်တရားထိုင်နေအောင်မြင်မှတ်ပြီအိတ်ဟာနေနိုးလာတော့မနဲ့အာယုံကျင်းနေအကျင်းဖြစ်နေမျက်လုံးတွေကပြန်အိတ်လို့မရတော့ဒါတော့မျက်နှာထားသိပြီးတော့ပရိကိုယူလို့အိတ်ရဲမှာပဲဖះရှိကိုပြီးတော့ပရိထိုင်စိတ်နေလိုက် ပရိဆိုင်နဲ့စိတ်အောင်ထဲမှာအိမ်မထဲကသူယူရဲ့အသွင်မျိုးဖြတ်ခနဲ့ဖြတ်ခနဲ့မြင်နေမိ။ရီမန်းထားတဲ့ပရိပိုင်ကိုရောက်တော့ပရိဖြုတ်ပြီးတော့အမြတမ်းပေးဝေလိုက်။အားလုံးပြီးစီတော့မိုးကဝေလီဝေလင်းချိန်ကျန်သူတွေကြည့်တော့မနိုးသေးဘူး။ဒါတော့ငွေကြော်တယောက်တည်းမနေ့ကမစစ်ဆေးလိုက်တဲ့အလုပ်ကိုစစ်ဆေးနေဒီကနေ့တော့ဘာဆက်လုပ်အောင်လဲဆိုတော့ကြီးကိုထွက်လာခဲ့လိုက်။ကျောင်းသိဆောင်နေရာကိုရောက်တော့တောင်ပန်းစွန်းကတိုင်ရောက်စီမှာကလေးလေးတွေလိုဖြူတူတူယာလေးသုံးခုဟိုပြေးတွေလောက်နေရိတ်ကနေလှမ်းတွေးလိုက်ရ ဒါမှလည်းချက်ချင်းဆိုသူတို့ဘာလို့မသေးကွေးသေးခင်မှာပဲအဲ့ဒီယာရီကဖြုံးဟူနဲ့ပျောက်သွားကြအဖြစ်ပြက်ကအလင်မြန်ပဲဖြစ်သွားတာဆိုငွေကြော်တယောက်သူစိတ်ထင်မိတာများလားဆိုလို့ဇဝေးစွာဖြစ်သွားလေဒေချောင်တော့အနာသွားကြည့်မိပါသေးဘာမှထူးခြားမတွေ့ရအောင်ဒီတော့စိတ်ထင်တာလို့ပဲတတ်မှန်ပြီးလိုက်အလုံးညားစီကိုငွေကြော်လိုက်လံပြီးတော့ကြည့်တယ်တခဏကြည့်ပြီးပြန်ထွက်လာခဲ့အတော်လန်းလန်းစီရောက်တော့အမှတ်တမဲ့ပဲအနောက်စီကိုကြည့်လိုက်ဟင်ဟိုဟာလေးတွေငွေကြော်အားသင်ကရေရော့လိုက်တောင်ဘက်ဆုံးကတိုင်းချေနာစီမှာကုနာသူတွေးလိုက်တယ် ဖြူဖြူလုံးလေးသုံးလုံးကဟိုဒီပြေးလွားစော်ကစားနေပြန်တယ်။ဦးငယ်ကျော်လည်းဘာလေးယူလဲဆိုပြီးတော့စိတ်ဝင်စားကြည့်နေမိ။အဲ့လိုကြည့်နေတဲ့တိတ်မကြောက်ဘူးထင်တယ်။အရှိရက်ကနေအောင်ကြီးနူထွေးထွေးကလောကစီကိုစိုက်ဖြာဆင်းသက်လာခဲ့ပါလေ။အဲ့ခါမှာတော့ဦးငယ်ကျော်ကြည့်နေမိတဲ့အလုံးလေးသုံးလုံးဟာအနိကအစ်စ်တွေပုံထားတဲ့ပုံကြားကိုတိုးဝင်ပျောက်ကွယ်သွားပါတော့လေ။ဦးငယ်ကျော်လည်းအားသင်းဖြစ်မိအောင်မှတပါအခြားဘာရှိပါဦးမလဲ။မရခင်းဆုံးကန်ကြွနေကြခြင်း ။ဦးငွေကျော်တို့လုပ်ငန်းခွင်စီကိုပြန်ဝင်ကြ။ငါတော့တယောက်ယော့ပါသွားတော့9ယောက်ကြံပြီးတော့တယောက်ယော့သွားတယ်လူဝင်အားတို့။ဦးငွေကျော်ကိုယ်တိုင်လုံဝင်လုံနေတယ်။တကားကြီးအပေါ်တက်ပြီးရဲမားတွေလက်စားသက်ရိုက်နေဦးငွေကျော်ခေါ်တန်းချောင်းအောက်ကိုကြည့်ပြီးတော့ဆရာတော်ကခေါ်နေရတွေ့လဲ။မင်းကြပါဗျာ။ဖုံးယိုတကူကူညီစမ်းပါကွယ်။တင်းမဘာများကူညီရမလဲဗျာ။မောင်စင်းကောင်းကိုင်နေရမထူနိုင်လောက်အောင်ပဲတဲ့ကွာအဲ့ဒါဆရာသွားအပင့်ခိုင်းမို့မောင်ចောင်းသားတွေကိုင်နေရလဲဆုံးကန်ကြွနေကြတယ်လေး မောင်ရင်ကလည်းရောက်မလာသေးဘူးအေးတကယ်လို့အဆင်ပြေမယ်ဆိုရင်တခါကြီးစီကတယောက်လောက်ဆရာအပင်ခိုင်းခြင်းလို့ကွယ်။အော်ရပါလေဗျာတပည့်တော်အပင်ခိုင်းလိုက်ပါမယ်။အေးအေးကူညီကြပါအောင်ကွယ်။တင်းမတင်းမဗျာ။ဆရာတော်ပြန်ကြွသွားဦးငွေကျော်လည်းသူ့လောက်သမားတွေတဲကငအေးဆွဲတယောက်ကိုဆရာအပင်စီလိုက်။ငအေးကလူပြူလူလို့ဆိုတော့ရွာထဲကိုချင်းကပ်ပါခတ်သွားရင်အတော်လေးလဲနှမ်းဆက်ဆက်သွားတတ်နေပြီ။ငအေးသွားတော့ဦးငွေကျော်နဲ့ဂျန်ဒရီကအလုပ်ကိုဆက်ပြီးတော့လှုပ်ကြ။အလုပ်လုပ်နေတဲ့တဖြည်းဖြည်းအချင်းကဇွန်ကန်ဝင်းကျင်းကိုပြန်အောင်လာခဲ့။ ။စိုးငံ့သွားတဲ့ကိုရင်တောင်ရှိုးရှိုးပြန်ရောက်လာကြပြီ။ခုချိန်ထိဇီဟာသွားပင်သူငယ်အေးကပြန်မရောက်လာသေးဘူး။ဟာဟိုကောင်လေးကိုဇီဟာပင့်ခိုင်းလိုက်တာခုထိရောက်မလာသေးပါလား။ဟုတ်သားပဲဒီကောင်ဘယ်သူဝေထိုးနေပြန်ပါလဲ။ဒီငယ်အေးကောင်ကကိုရင်ရောက်တဲ့ကလေးမလေးသဘောကျတယ်ဆိုတော့အဲ့ဒီဆိုင်မှာရောက်နေရောလား။ဥငွေကျော်ရေကျိုးလိုက်တာကိုကြံလို့သမားတို့ကမှတ်ချက်တွေပြုကြတယ်ဥငွေကျော်ကသူတို့ရင်ခံနေကြပြီလားအတိအကျပြောရတော့ခက်ပြီမလားလာတော့ကောင်းနေတယ်ထင်တယ်ဒါဖြစ်ရင်တော့ចောင်းပြီးတာနဲ့မင်္ဂလာပွဲလုပ်ပြီးရတော့မထင်နဲ့ ဦးငွေကျော်အမှတ်ချက်အဲနောက်တော့ငွေကြီးနဲ့ပတ်သက်တဲ့အလားပါသလားပါအမှတ်ညာစကားတို့ကိုပြောကြပြန်တယ်။ဦးလေးဆရာတော်ကြွလာပြန်ပြီ။စကားတွေကောင်းနေမှလို့ဦးငွေကျော်ဆရာတော်ကြွလာတော့ဂရုမထားမိဘူးဖြစ်သွား။ပြောလို့ကြည့်မိလိုက်တော့ဆရာတော်ကသူတို့ကြောင်းဆောင်နေရာအောက်ကိုတောင်ရောက်နေ။တခါကြီးဆရာအပင့်ခိုင်းသူမလာသေးဘူးလား။မရောက်သေးဘူးဗျာကြာနေလို့တပီတော်အခုပဲပြောနေကြတာ။အေးကွယ်ဟိုမဲမောင်စင်းကလည်းခေါင်းကိုက်တာမခံနိုင်တော့လို့လူးလိမ့်နေကြပြီ။တိမတိမဗျာတပီတော်နောက်တစ်ယောက်လိုက်ခိုင်းလိုက်ပါမယ်။ အေးအေးလှုပ်ပေါင်းကွယ်ဥငွေကြွားလဲနောက်တယောက်ကိုထပ်ပြီးတော့လွတ်လိုက်ပြန်ပြီးတော့သူကတိုင်းလဲအပေါ်ကနေဆင်းငယ်ပြီးတော့ဥစဉ်တန်ဝရစီအကဲကြီးပို့ဆရာတော်နဲ့တူလိုက်ခဲလိုက်ကျောင်းမွာဥစဉ်တန်ဝရရှိဟန်တရားစီအခန်းကိုရောက်တော့အတွင်းကညင်းညူလူးလိန်တန်ကိုကြားရရကိုရင်လေးတွေရဲ့တန်ကိုလဲကြားဝီကြီးဝင်းငယ်ပြုစုနေကြတာဖြစ်ကဲကြီးကြီးစမ်းမောင်တကာကြီးရဲ့တင်းပါဗျာအတွင်းဝင်ကြည့်လိုက်ဦးစင်းတန်ဝရဟာသင်္ကန်းတော်မကတ်နိုင်ပဲလက်နှစ်ဖက်နဲ့ခေါင်းကိုအုပ်ကိုင်ပြီးကရင်ပေါ်မှာလူးလိန်လို့ရှိနေ ။ဦးစင်းလေးဘာလုပ်လဲ။တပိတော့အလုံသမားကောင်းပါ။အာစည်းစီအောင်သွားပြင်ခိုင်းတာပါလေဗျာ။မကြခင်ရောက်လာပါတော့မင်း။မြန်မြန်သာရောက်စီကြပါပြီ။ကောင်းခိုင်းနေအောင်ဦးစင်းမခံနိုင်တော့ဘူး။ဦးစင်းလေးနေရထိုင်ရတတ်တောင်းတပိတော့ဇက်ကြောဆွဲပေးပါမယ်ဗျာ။ဟိုလှုပ်ဆန်းမောင်တကားကြီးရဲ့ဦးစင်းတမရကောင်းကိုင်လုံးတော်မခံနိုင်တာမလို့မျက်ရည်တွေတောင်ရေဝိုင်းလို့နေခဲ့။ထားထူပေးလိုက်တော့ထိုင်လာတယ်။ဦးငွေတော်လေကိုရင်လေးတွေစီက ပယုံစီကိုယူလို့လက်ကိုပုတ်ပြီးတော့ဥစဉ်တံဝရကိုဇာကြောဆွဲပေးလိုက်။အာအဲ့ညာကြီးကအလွန်မင်းကိုတင်းနေရတခါကြီးရဲ့။ဥစဉ်မင်းကသူ့ဇာကြောတနေရာကိုလက်ထောက်ပြီးတော့ပြောဥငွေကျော်အဲ့ညာကိုနှိပ်ပေးလိုက်။စေးစာရောက်ပါပြီ။အတန်နဲ့တူငအေးတို့ပြောင်းလာကြ။စေးစာဆွဲလူကြီးကစေးအိတ်ကိုယူပြီးတော့ငအေးတို့ကိုတိုးကာရှေ့စီရောက်လာ။ဥငွေကျော်လည်းနေရာဖယ်ပေးလိုက်။စေးစာကြီးကဥစဉ်လေးကိုဆန်းတတ်တယ်။ဝင်းအောင်မှန်လာဥစဉ်။မှန်နေစီးလဲမမှန်သွားတယ်။ အခုကခေါင်းကြီးမခံမရနိုင်လောက်ကိုက်နေတခုပဲဈေးဆရာကြီးကထပ်ပြီးတော့ဆန်းတက်အတန်းကြကြဆန်းတက်ပြီးတော့စိမ်းမိုင်းတိုက်ပြီးမယ်ဦးစင်ချွေးငုတ်လို့ဖြစ်တာဖြစ်မယ်မိဘငယ်တခုဖိုးစေပြီးတော့ဈေးမုံတွေဖြူလို့စောင်းချုံကစိမ်းမိုင်းတိုက်ရှူစေတယ်ဈေးရနံတွေကအခန်းထဲမှာကြိုင်လှိုင်နေဦးစင်တံရစီကစိမ်းမိုင်းရှူနေညီးတွားတန်တချို့ကထွက်ပေါ်နေတယ်ဦးငွေကျော်လည်းအလုံးစီကိုမပြန်သေးပဲကြည်နေပြီးကြတယ်အဲ့ဒီခိုက်ဟာပြုတ်ကြပြီအုံးလေးလွတ်လွတ်ကြပါဦး ကျောင်းသေးဆောင်နေရာစီကဇူညံညံအော်ဟစ်တန်ဦးငွေကျော်တို့လည်းချက်ချင်းပဲအပြေးကြည့်ကြဟာလှဝင်းလုံသမားဖွဲ့တွေကလှဝင်းဆိုတဲ့တယောက်မြေပြင်တစ်ပုံလေးကြားမှာခွေခွေကလေးခုနဦးငွေကျော်နဲ့တူလှဝင်းကအပေါ်မှာဒိုင်းရိုက်ရှောက်တန်းပြေးနေရလှဝင်းကဝိုင်းဝင်းပြီးတော့ပြေးထူကြဟာဘလို့ဖြစ်တာလဲမပြောတော့ဘူးလုံးလုံးနေရာပြုံးကလေးလဲပြီးတော့ပြုတ်ကျသွားပဲဟိုဖြစ်ရလေကွာတယောက်ကမျိုးစိမ်းဝင်စီမှာမနေ့ကမှတင်လာဒီနေ့နောက်တယောက်ထပ်ဖြစ်ပြန်ပြီ ဒီတော့ဥငွေကျော်တပ်ပြင်းချပြီးခတ်တိုးတိုးညှိညူမိတော့အရှိအဖြစ်တဲ့ငါတော့မာမိသားစုနဲ့သူမလို့ကိစ္စမရှိပြီမဲ့အခုဖြစ်တဲ့လာဝဲမာမိသားစုများစုစုပေါင်း6ရောင်လောက်တောင်ရှိလိမ့်မယ်ပြီးတော့စာဝန်လေးကလည်းတိတ်အစင်မပြေဘူးဆိုတာသိထားတော့တကယ်ကိုရင်လေးစရာပါပဲဒီဖြစ်စဉ်တွေကိုအလုံးရှင်တတ်သေးစီကိုအတီးပေးပြီးတော့ပြောပြအောင်မယ်လို့ဥငွေကျော်တွေးမိတပတ်ကပြန်ကြည့်ပြန်တော့လည်းအားလုံး6ရောက်လာတာ2ရောက်ကမတော်ဆဖြစ်ရတယ်ဆိုတော့အလုတ်အတွက်ကလည်းလုံအားကရော့ရလိမ့်ဒါမဲ့ဒီအတွက်ကိုကဖြည့်ရှင်းစရာနီးလန်းရှိပါတယ် ရွာတွေကလက်သမားကိုအငှားပြူလိုက်ရင်တော့အဆင်ပြေနိုင်တယ်။သို့ပေမဲ့ကိုဖွဲရမို့တော့တခြားသူဖြည့်ဆွက်လောက်ရတာဆိုနည်းနည်းတော့ကတိလင်တာဖြစ်မှာပေါ့။အလုပ်တွေကတော့ဒီလိုနည်းနဲ့ဖြည့်ရှင်းဖို့သာပဲရှိတော့။အခုလောဆယ်တော့လာဝင်းရုံစေးုံစီအမြန်ဆုံးပို့ဖို့အတွက်စီစဉ်ရပြန်တာပေါ့လေ။ညနေပိုင်းချိန်မှာဦးငွေကျော်စေးုံကနေပြန်အောင်လာတော့ဘယ်သူမှအလုပ်စီမဝင်ကြဘူးဆိုတာသိရ။ဒီတော့ဦးငွေကျော်မင်းပြီးတော့များဆောင်ဆွဲတယောက်ကမနေ့ကတယောက်ပြုတ်ကြတယ်ဒီနေ့တယောက်ပြုတ်ကြတယ်ဒီပုံတိုင်းသူကျုပ်တို့ဆက်မလုပ်နိုင်တော့ဆရာကျော်ကကျုပ်တို့စိတ်တွေလည်းထိနေမိပြီ။ အာခံမသိလို့ဖြစ်တာပါကွာဘာဖြစ်လက်ခံမိသားအလို့ဆိုတော့ပြီးအောင်လုပ်ရမယ်မဟုတ်လားငါတို့ဘက်ကနာမည်ပြက်လည်းမရှိဘူးလေကွာတောင်းတော့ဟုတ်ပါရဲ့ဗျာဒါမဲ့ဟိုမနေ့ကငါတော့ပြုတ်ကြမှာလေအရှင်ကြီးလည်းကြုံမြင်တယ်သူ့လက်တစ်ဖက်တန်းကိုကင်တာဒီနေ့လောင်ဝင်းဖြစ်တာလေဒီတိုင်းပဲကြုံမြင်တော့ဒါတာမန်မဟုတ်လို့ထင်မိတယ်ဗျာဟမ်ဘယ်လိုများလဲကွာသွေးသောမှုတဲ့ပယောကပါနေနေမှာပေါ့ပယောကဦးငွေကျော်ဒီလောက်သားညီးတွားလိုက်နိုင်တယ်မြေအောင်ထဲမှာတော့မနက်တုန်းကသူမြင်ခဲ့ရတဲ့ဖြူဖြူလုံးလုံးအရာလေးတွေကိုပြန်မြင်အောင်ပြီလာတော့ ဒါသွေးသောမဟုတ်ဘူးတဲ့ဒီတော့ကနောက်ဆုံးတော့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးဦးငွေကျော်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်အကျိုးကြောင့်ဆုံးလင်းကိုဆရာတော်စီတင်ပြလျှောက်ထားပူရပေါ့ညာပိုင်းဆရာတော်ဝိပုပြီးချိန်မှာဦးငွေကျော်တယောက်ចောင်းပေါ်တက်ပြီးတော့အကျိုးကြောင့်လျှောက်တင်လေဦးငွေကျော်လျှောက်တင်တော့နားထောင်ပြီးတော့ဆရာတော်ကอืมတော့ကမှလည်းဒီလိုမမြင်အမြင်အအရာတွေအကြောင်းကိုတို့မြတ်ဖရာကိုယ်တိုင်ဟောကြားခဲ့တယ်ဆိုတာမယုံလို့မရှိဘူးမရဘူးတခါကြီးရဲ့တင်ပါဗျာ တပီတော်တော့မနက်တော့မျက်မြင်ယူမြင်ရတာပါဗျာอืมမြင်စားတော့ဘာညာစိတ်ထဲမတိကြဘူးဗျာအခုဖြစ်ပြတာရင်းနဲ့ဆက်ဆက်တွေးကြည့်တော့မှရေးရေးမြင်နိုင်ခဲ့တာအင်းမော်လေးနေရာတကူတည်းကလောကနကူအတူရှင်မရှိနေရတာပဲဒီတော့လေစီယော်မှုရှိတိုင်းကြုံကြိုက်နေမှာပေါ့အရင်ကတော့ဘုန်းကြီးရဲ့အကြောင်းထဲမှာဒါမျိုးဖြစ်တတ်တာမျိုးမရှိခဲ့ပါဘူးတင်းပါဗျာအဲ့ဒါကိုဘုန်းကြီးတော့စဉ်းစားမိတယ်ဘာကြောင့်များအခုလိုဖြစ်ရတာလဲလို့ပေါ့ ။တမီးတော်ကတော့ចောင်းသေးសောက်တာ ਨੇ ပတ်သက်နေမယ်လို့ထင်မိတယ်ဗျာ။အဖွေလေးကလည်းဘသူမှမလို့ရဲကြတော့ဘူးဆိုတော့လေ။ဦးငယ်ကျော်စကားဒီလောက်နေမယ်ရက်တန့်လိုက်။ဆရာတော်ကမနက်မြန်မနက်ကိုတော့ဘုန်းကြီးအဲ့ညအောင်မြေတားပို့ပြီးအများတန်းဝေကြည့်ပါအောင်မယ်တခါကြီး။တင်ပါဗျာ။အေးဒါဆိုတခါကြီးလည်းနားကြည့်တော့ဒါပြင်တပိတော့ခွင့်ပြပါအောင်ဗျာ။ဦးငယ်ကျော်ဝေးပြူပြီးတော့ចောင်းပွားနေဆင်းလာခဲ့လိုက်။အဲ့ရစီကိုပြန်အောင်တော့ဂျန်သူတွေကပြန်ဖို့တောင်ပြင်ဆင်နေကြသူတို့ပြန်မအောင်ဥငွေကြော်အနေနဲ့တားမြင်နိုင်စွမ်းမရှိပါဘူး အရာစီမှာလဲလောင်းနေတဲ့အတွေးတွေကတောင်တောင်ကြီးဝဲလေနေမိညနေချိန်ရောက်တော့ဦးငွေကျော်မေးခနဲ့အိပ်ပျော်သွားဒီကအိမ်မက်စီမှာမနေ့ညတုန်းကလိုပဲသူယူကိုအိမ်မက်မြင်မက်မိပြန်တယ်ဒီကတော့အိမ်မက်ကထင်ရှားပြီးတော့အသက်ဝင်လွန်းတယ်အိမ်မက်စီမှာသူကဦးငွေကျော်ရဲ့အရှိခလန်းလန်းစီမှာတရားထိုင်နေရှိနေဦးငွေကျော်သူယူကိုအမှတ်မဲ့ရက်ကြည့်နေမိအတန်ကြာတော့သူကတရားထိုင်နေအောင်ရက်တန်းလိုက်ပြီးတော့ဦးငွေကျော်စီကိုလှမ်းလာတယ်ပြီးတော့အနောက်ဘက်ကိုလမ်းညိုးလမ်းထိုးပြဦးငွေကျော်လည်းလှည့်ကြည့်လိုက်မိရဲ့ ခလေးလေးတွေပါလားဟုတ်ပါတယ်ဦးငွေကျော်ရဲ့အနောက်စီမှာယောက်ျားလေးမိန်းကလေးဆိုတာခွဲကြဖို့ခက်တယ်ဆရိတ်ဝိုင်းလေးနဲ့ခလေးလေး၃ယောက်အရက်ကတော့တောင်းအောင်စလုံးတထောင်ကျော်ယုံလောက်လေးပါပဲအသားအရည်တွေကမီးသွေးလိုပဲမဲနဲ့လွန်နေတယ်သူတို့မြဝန်းတွေကတော့ဦးငွေကျော်ကိုဒေါသတကြီးဖြစ်နေဟန်နဲ့စူးစူးရဲစိုက်ကြည့်နေကြအလဲရတယောက်ကဦးငွေကျော်မှကျင်မနှက်ဖြစ်နေရတယ်ပွားစီပွားစီပြောဆိုနေတယ်အတန်တော့ဦးငွေကျော်မကြရပါဘူးဦးငွေကျော်ကလေးသောင်းကိုကြည့်ပြီးတော့ကိုပဲအားသိနေမိအဲဒီအချိန်မှာပဲဦးငွေကျော်ရဲ့ပခုံးစီကိုသူကဖတ်ကနေလှမ်းပုတ်လာ တကိုက်တကိုက်ဟင်ဟင်အိမ်မက်နဲ့ရောထွေးပြီးတော့ဦးငွေကျော်နိုးလာသူ့ကိုနိုးနေသူကကျောင်းဆရာကိုရင်လေးနှစ်ပါးဦးငွေကျော်လဲအိမ်နေရာကနေထားလိုက်မိကိုရင်လေးတို့ဘာဖြစ်လို့တော့ဆရာတော်ခေါ်ရှိခိုင်းလို့ဆရာတော်ဘာလို့တုံနေကိုမပြောနိုင်ဘူးအခုကျောင်းပေါ်လာခဲ့ကြုံနေကိုရင်တော့ဆုံးကထော်ပြင်ဆရာမလို့သွားနေပြီကိုရင်လေးပြန်ထွက်သွားတော့ဦးငွေကျော်နိုင်ကြည့်မိမနက်၄နာရီထိုးတော့အိယာနေထပြီးတော့မျက်နှာကိုရေးပုတ်လိုက်ပြီးတော့ကျောင်းစီကိုလှမ်းလာခဲ့လိုက် ကျောင်းသားစီကတော့အပေါ်ကဇူညာသမီးကြားလိုက်ဘာမှန်းဖြစ်တယ်လဲဆိုတဲ့စိတ်နဲ့ဦးငွေကျော်လည်းကျောင်းပေါ်စီကိုတက်လာခဲ့လိုက်ကျောင်းပေါ်ရောက်တော့ဆရာတော်နဲ့အတူဆရာတော်ရဲ့အရှိစီမှာထိုင်နေတဲ့ယောဂီဝိလူငယ်တယောက်ကိုတွေ့ရတယ်အဲကောင်လက်မခံနဲ့ပြန်ခန်းလိုက်ပြန်ခန်းလိုက်စမ်းဟင်အခန်းတွင်းစီကဦးစင်းလေးတံဝရရဲ့ဟစ်အော်တယ်ပစ္စည်းတွေပြက်ပေါက်ပြီးခွဲနေအတန်ကိုလည်းကြားမိတခါယူငွေကျော်ဒီလိုလာကြည့်ကွယ်တင်ပါဗျာဦးငွေကျော်လည်းဆရာတော်ရဲ့အရှိလူငယ်နီးစီမှာဝေ့ပြပြီးတော့ထိုင်လိုက် ။တပိတော့အခေါ်ရှိတယ်ဆိုလို့ပါဗျာ။အေးဟုတ်တယ်တခါကြီး။အခေါ်ရှိရတဲ့အကြောင်းကတော့အခုဖြစ်ပြနေတာတွေအကြောင်းပဲ။တင်မဖြစ်စင်ရတခါကြီးတို့ပြောသလိုပဲမယိုးရှင်းဘူး။ဒီအတွက်ကိုပဲဖြေရှင်းဖို့လမ်းခေါ်တာ။ဒီကလူငယ်ကတော့သူတော်လို့ခေါ်တယ်။ဂန္ဓာကြီးခီးတယ်တယောက်ပဲ။ဖြစ်နေရတဲ့အားလုံးကိုသူရှင်းလင်းပေးပါလိမ့်မယ်။ဦးဝင်းကျော်ကဂန္ဓာကြီးခီးတယ်လူငယ်ကိုကဲခတ်ကြည့်လိုက်။စေတွင်းကလည်းမနဲ့တောင်မိုးမလင်းသေးပဲဘယ်ရဘလို့ရောက်လာတယ်ရဲ့လို့တွေးနေမိတော့မနေတော့ကကြောက်ခီးသွားရင်တဖက်ရွာစရာကလေးမှတဲနေတာ မနက်ခင်းနဲ့ချက်တီးလောက်ကြလူတယောက်ကိုမြင်မိပြီးတော့သူကြုံတွေ့နေရတဲ့ခက်ခဲတွေကိုသိလိုက်တယ်ဒါနဲ့ဒီဘက်ကိုထွက်လာခဲ့လိုက်တာသူတော်ဆိုတဲ့ယောဂီဝိလူငယ်ကပြောလာဒါမဲ့လူငယ်ပြောတာဥငွေကျော်နားလဲသလိုမလဲသလိုဖြစ်ရလူငယ်ကဆရာတော်ဘက်ပြန်လှည့်သွားပြီးတော့မနက်အောင်မကြီးငယ်ကိစ္စကိုတခုချင်းရှင်းရမလို့အခုပဲစတင်ပြရစီဗျာအေးတကားလေးလှုပ်လှုပ်လှုပ်ပါလူငယ်ကဆရာတော်ဝိပြပြီးတော့ထားလိုက်ဦးလေးကတာဝန်ရှိသူတက်ဆိုင်သူဆိုတော့မျက်မြင်ဖြစ်အောင်ကြုံလိုက်လိုက်ခဲ့ပါ ကောင်းပါပြီ ဦးငယ်ကျော်လေးဆရာတော့ဝေးပြီးပြီးတော့ထားလိုက်အိုက်ခိုင်းပါပဲဦးစင်းလေးတန်ဝရရဲ့ခန်းစီကဟိုခွေးမှသာနေလုံးနေသွားနေမဆိုင်တော့ဝေးမဆုံးနဲ့ငါလို့ရင်မေးတေးလိုက်မယ်อืมတော်တော်နှုတ်ကြမ်းတာပဲလူငယ်ရေရွတ်တယ်ဦးငယ်ကျော်ကဘာဖြစ်နေရလဲမောင်ရင်ဦးလေးမြင်တဲ့အခါဘာဖြစ်နေလဲဆိုတာသိရပါလိမ့်မယ်မမြင်နိုင်အောင်မြင်ရဖို့အတွက်ဦးလေးမျက်လုံးတွေကိုဒီပွားလေးနဲ့ပုတ်လိုက်ပါလူငယ်ပြောဆိုပဲပွားလေးကိုကမ်းပေးလာငွေကြော်လိုက်ပွားလေးကိုယူပြီးတော့လူငယ်ပြောသလိုလှုပ်လိုက်တကားလေး မြင်နိုင်ခွင့်ရှိမယ်ဆိုဘုံကြီးလည်းမြင်ကျင်ပြီရပါတယ်ဗျာသူတော်ကဆရာတော်စီကိုနောက်ထပ်ပေါ်လာလေးကမ်းပေးလိုက်ပြန်ဆရာတော်လည်းမျက်လုံးတွေပုတ်လိုက်ပြန်လေဥစဉ်လေးခန်းစီကိုလှမ်းကြည့်လိုက်ကြပါဆရာတော်ငွေကြောပါဥစဉ်တံဝရခန်းစီကိုလှမ်းပြီးတော့ကြည့်လိုက်ကြဟူအလူအဲ့ဒါဘာကြီးလဲဥစဉ်တံဝရဂုံဘိုးပေါ်မှာခွာစီပြီးတော့နတ်ထင်နှစ်ဖက်ကိုလက်နဲ့ညှစ်ထားတဲ့ဥပီးပြောင်ပြောင်နဲ့ပုံပြက်ပန်းပြက်မကောင်းဆိုးရတကောင်ဒါတည်းရဲ့ပြီမှာမိတွယ်နေတဲ့ဘုံကြီးတက်စီပါ တဲပင်လဲရမှာအခွင့်ပြုပေးတဲ့အတွက်ဦးစင်းလေးကိုမကျေနပ်လို့အခုလိုလုံနေ။တဲပင်လဲရမှာဦးဆောင်လဲသူကခွင့်မတောင်းခဲ့ဘူးလေ။အခုစင်းကိုရောက်နေနှစ်ယောက်ထဲကပထမတစ်ယောက်ပေါ့။အေးပြင်မာပြည့်ရလေကွယ်။ဆရာတော်ကရေရွတ်တယ်။ဦးငွေကျော်မျက်စိထဲမှာခုန်လဲလိုက်တဲ့တဲပင်ကိုမြင်အောင်လာမိ။သူကရှိရှိတော့ဒီเจ้าမှာထိုင်နေเจ้าနိုင်ဖုန်ကြီးတပါးပါပဲ။သူ့ကိုဖဲခွာအောင်လုပ်ပေးပါမယ်။မနေ့ကျရင်တော့ဆရာတော်ဖះကသူ့အတွက်မီဒရာတစ်ခုစီစဉ်ပေးပါဗျာ။ကောင်းပါပြီကွယ်။ကြားတဲ့အတိုင်းပါပဲ။မနေ့ကျရင်တင်းအတွက်နေရာတစ်ခုရပါလိမ့်မယ်။ အခုတော့တင့်ကိုဖဲခွာပါလိမ့်မယ်သူတို့ကပြောပြောဆိုပဲလွေထဲကအင်းချက်လေးချက်ထုတ်ပြီးတော့ဦးစင်းလေးစီကိုလှမ်းပစ်လိုက်အင်းချက်လေးကဦးစင်းလေးကိုစီမှာကပ်မိတာနဲ့အပေါ်ကမကောင်းဆိုးတာတစားစီပြန်လွင့်ပျောက်ကွယ်သွားလိမ့်တယ်အဲ့ခါဦးစင်းလေးကသူ့နေရာစီသူ့ဘာသာပြန်လှဲပြီးတော့ဂျိမ်းဆက်သွားခဲ့ပါတယ်သူ့ရဲ့နန်းဆေးလို့နိုးတာမဟုတ်ပါဘူးဟိုတဆေးကဆေးပါလို့နိုးလာတာဩကျောင်းသင်းနေရာကိုသွားရှင်းလင်းရပါဦးမယ်သူတို့ကကျောင်းစီကိုဆင်းသွားတော့ဇာတော်နဲ့ဦးငွေကျော်တို့လိုက်ကြကျောင်းဆောင်တဲ့နေရာစီကိုရောက်တော့ တောင်ဘက်ထိပ်ကတိုင်စီကိုကြည့်လိုက်ပါဆရာတော်ငွေကြော်ပါကြည့်လိုက်ကြပြန်ဟင်ဒါဒါဟိုကလေးတွေသူ့အိမ်မက်ကကလေးတွေကိုမြင်လိုက်ရတာမို့လို့ငွေကြော်အန်ဟောတကြီးနဲ့ရေရော့လိုက်မိကလေးသောကဆိုင်ထူရတဲ့တိုင်ကြီးကိုမျက်နှာချင်းဆိုင်ဖတ်ပြီးတော့ဆွဲနှုတ်နေကြလေတိုင်အောင်မှာသူတို့ရဲ့အယိုးစုလေးရှိတယ်ဒီကြောင်ကြီးမရှိလာငယ်တဲ့ကသူတို့ကဒီနံပါတ်မြုပ်နှံခံထားတာသူတို့ဖယ်နေတဲ့တိုင်ဟာသူတို့အယိုးစုတွေပေါ်မှာပြီးနေဒါကြောင့်သူတို့လေးလံပြီးတော့နေရထိုင်အခက်နေဒူလာတယောက်ကိုတွန်းချတာသူတို့သုံးအောင်ပဲတစိမ့်လောက်တာမြင်တော့သူတို့မကျေနပ်မှုတွေကို ဲ့လိုလိုက်ပြီးတော့လှုပ်ကြတာอืมတဲခတ်ပါလားကွယ်လောကမှာမြင်အမမြင်အဆိုတဲ့အရာတွေကအမြဲရှိနေတတ်တော့ကုလို့ဖြစ်ပြလာတာစမ်းတယ်လို့နဲ့မစမ်းဘူးဖြစ်နေရပြီမှန်ပါရှင်ဗျာသူတို့ကသူတို့ရိုးစုလေးတွေကိုစိတ်ဆွဲနေကြတာသူတို့ရိုးလေးတွေကိုကောင်းကောင်းတကြိုပေးလိုက်ရင်တော့ကျွတ်လွတ်သွားကြမှာပါอืมဒါဆိုရင်တော့ကောင်းတာပေါ့ကွယ်ဦးလေးကမနေ့ကတော့အဲ့တားကိုနှုတ်ပြီးတော့ရိုးတွေကိုဆဲထုတ်ပေးလိုက်ပါတို့လက်ခံလောက်ကျောင်းမြစ်တားရဲ့ခံပေးပါမယ်လှုပ်ပေးပါမယ်မောင်သူတို့ ူတို့ကဘန်နာတစ်ပုတ်ရုပ်ပြီးတော့ဆရာတော်နဲ့ဦးငွေကျော်တို့အရှိစီကိုသူ့လက်တစ်ဖက်ဝေးရမ်းလိုက်အိုက်ခါမြင်ရတဲ့မြင်ကွင်းစီကကလေးတွေကရုတ်ချီးပြကွယ်သွားလိမ့်မယ်သူတို့ကတိုင်းချေကိုခဏသွားပြီးတော့ပြန်အောင်လာဈေးုံတက်တဲ့နှစ်ယောက်ကတော့မနက်ဖြန်မှာဒီအင်ဂျက်လေးတွေပြားချပြီးတော့တိုက်ပေးလိုက်ပါဦးငွေကျော်အင်ဂျက်လေးတို့လက်ခံယူလိုက်ကိစ္စလည်းရှင်းလင်းသိခဲ့ပြီဖြေရှင်းလို့လည်းရခဲ့ပြီဆိုတော့တပည့်တော်ခီးဆက်ခွင့်ပြုပါအောင်ဖျားเจ้าสีมาดัญญาหลองน้าโคบ่าวล่ะกวยตะบี้တော့မနာတော့ပါဘူးဖျားခီးอ่ะမဖြစ်မနေလှမ်းနေရမှာမို့ပါ အေးအေးအေးကဲဒါဖြစ်လဲသွားပါတကားသူတော့သွားပါသူတော့ထပ်ပြီးတော့ဝစ်ပြူတယ်ပြီးတော့ထိုင်ကထားလိုက်ပြီးဥငွေကြော်ကြည့်ကဒါတွေလုံပြီးသွားရင်တော့လောက်ခွင့်ကိုအန်နေကင်းနဲ့ဆက်လုပ်လို့ရပါပြီဗျမောင်သူတော့ကျေးဇူးတင်ပါတယ်ကြောက်ကသွားခွင့်ပြုပါအောင်ကောင်းပါ යි မောင်သူတော့သူတော့လဲထွက်သွားတယ်ဆရာတော်ဥငွေကြော်ပါသူတော့ရဲ့နောက်ကျောငေးကြည့်နေမိကြကြီးနေတဲ့တော်လန်းလန်းစီရောက်တော့ဥငွေကြော်အမြင်မှာသူတော်ယောဂီဝက်ကနေယူတယောက်အသွင်းစီကိုပြောင်းလဲသွားတာမြင်လိုက်ရဥငွေကြော်ထိတ်ပြသွားပြီးနှုတ်ကလည်း ဒါဒါအိမ်မက်ထဲကဘာဖြစ်လို့လဲတခါကြီးတပည့်တော်ရဲ့အိမ်မက်ထဲကအအယူမဟုတ်ပါဘူးအိမ်မက်ထဲကပုံကူပဲဟင်ဦးငွေကျော်ရဲ့အပြောကိုဆရာတော်လည်းအံ့ဩသွားပြီးတော့ထွက်ခွာသွားနေသူတို့ကိုလှမ်းကြည့်လိုက်ယောဂီဝင်းနဲ့သူတို့ကတော့ဖြည်းဖြည်းမှန်မှန်လှမ်းသွားနေလို့ရင်ပေါ့နောက်နေ့မနက်မှာတော့သူတို့ပြောသူတွေပဲစီစဉ်လှုပ်ဆောင်ခဲ့ကြပါတယ်တစည်းကိုအเจ้าနောက်ဘက်ကတည့်ပင်ကြီးစီမှာနေရာပေးလိုက်ပြီးကလေးတွေကတော့ရိုးတွေကိုကောင်းမွန်စွာနဲ့မိသူကြိုပေးလိုက် ါရီပြီးမှတော့သူတော်ပြောသူလိုပဲကြောင်းသိဆောက်ရလောက်ခွင်နဲ့အနောက်ဆက်အန်ဒီရီမရှိတော့ပါဘူး။နောက်၃လကြာမှတော့ခန်းခန့်ထဲထဲရှိလို့မိတော့လက်ရမြောင်းလုံးလှတဲ့နှစ်ထပ်ပြင်ကြောင်းဆောင်ကြီးဟာပြီးစီလို့သွားခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကတင်ဆက်ပေးခဲ့တာကအယူသူတော်ဇလန်းဖြစ်ပါတယ်။ဆိုတော့နောက်နေ့မှလည်းသူတော်ဇလန်းတွေကိုဆက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်လာပြီးတော့နားဆင်အားပေးကြလို့လည်းရပါတယ်ခင်ဗျာ။ဒီနေ့မှာအချိန်မီနာဆင်ကြပြိတ္တများအားလုံးကျေးဇူးထူးပဲတင်ပါရဲအားလုံးပဲဘေးရန်ကင်းကြပါသည်ခင်ဗျာကျွန်တော်အန်ခင်မူပါ